မြမသမိုင်းထဲမှာငိမ့်ချိုင်းရိတ်ကိုလှူလာခဲ့တဲ့တပားတဲသောဆလင်းစုဖျောင်းသမိုင်းဆိုတာအာနာပရိပခနဲ့သွေးကျင်းသားချင်းတွေရဲ့သွေးစွန်ခဲ့တဲ့ဇလန်းတွေနဲ့ကြီးပဲတိဆောက်ထားတာတော့မဟုတ်ပါဘူးရှင်။တချို့သောသမိုင်းရဲ့တောင်းတနေရာမှာငိမ့်ချိုင်းရိတ်ကိုသာတောင်းတာပြီးတော့အစိုးဆုံးအခြေအနေမှာတော့မှငိမ့်အေးစွာနေထိုင်သွားခဲ့တဲ့ပုံကိုယ်တွေလည်းရှိလို့နေတာပေါ့။အဲလိုချီကျူးဝရလူရဲတဲကတရားဟောဆွေးတော့မင်းတော်မင်းတရားကြီးရဲ့တမိတော်ဆလင်းစုဖျားပဲဖြစ်ပါတယ်ဆလင်းစုဖျားကိုမင်းတော်မင်းတရားကြီးနဲ့ လင်ပန်းတိုက်စားမိဖုရားတို့ကတကရဲ့ထောင်နေရာကိုကိုနဲ့မှမွေးဖွားခဲ့တာပါ။တူမဟာမင်းတော်မင်းဘရင်မဖြစ်ခင်ကတည်းကမွေးဖွားခဲ့တဲ့သမီးတော်ဖြစ်ပါရဲ့။ဒါကြောင့်သမီးဦးလေးမလို့မင်းတော်မင်းကလည်းဘရင်ဖြစ်လာတဲ့အချိန်မှာစုဖုရားအပေါ်မှာအထူးချစ်ခင်ပြီးအလေးထားခဲ့တာပါ။အစကရွှေကူမျိုးစားဖြစ်နေပေးသနာခဲ့ပြီးနောက်ပိုင်းမှာဆလင်းမျိုးနဲ့လဲတယ်ပေးခဲ့ပါရဲ့။တမိုင်းမတန်းတွေအားဆိုရင်လေဆလင်းစုဖီးယားဟာနန်းတွင်ထုံတန်းဆလာရီကိုချိုးဖောက်ပြီးအထူးခွင့်ရရရှိခဲ့တဲ့မင်းသမီးတစ်ပါးဖြစ်ပါရယ် သူရဲ့မဲတော်ဖြစ်တဲ့လင်ပန်းတိုက်စားမိဖုရားဟာမြောင်နှမ်းမိဖုရားခင်သေးရဲ့ညီအမတော်ဆက်ပြီးခင်သေးမှာသာသမီမရှိတဲ့အတွက်ဆလင်မင်းသမီးကိုမွေးစားခဲ့ပါရီဒါအပြင်မဲတော်မင်းတရားကြီးကသူရဲ့မဲတော်တောင်ဆောင်တော်ကျော်မော်မျိုးစားမိဖုရားဟာဆလင်မင်းသမီးမှာပြန်ဝင်စားရလို့ယုံကြည်ခဲ့တဲ့အတွက်အလေးပေးချီးမြှင့်မြှောက်ဆခဲ့တာပါတမန်မိဖုရားတစ်ပါးကနေမွေးဖွားခဲ့ပေမဲ့မင်းတရားကြီးကစုဖုရားဆိုတဲ့တော်ဝင်ဘွဲကိုတက်ပြီးတော့ခေါ်ဆိုခဲ့တာပါ နန္ဒလီအရနန်းရဆောင်မိဖုရားတွေရဲ့သမီးတော်တွေကိုသာစူဖုရားလို့ခေါ်ခွင့်ရှိပေမယ့်ရှင်ဘီရင်ကိုရိုင်းကဆလင်းစူဖုရားလို့ခေါ်ဝေါ်ခဲ့တာကြောင့်ဘသူမှအတုံးမတက်ရဲခဲ့ပါဘူး။မင်းတဆက်မှာတပားသာမြောက်စားရတဲ့တပင်နိုင်မင်းသမီးအရာတွေကိုနောင်တော်ကြီးမင်းကန်တော်ကုန်ပြီးတဲ့နောက်ဆလင်းစူဖုရားကရရှိခဲ့တာပါ။ဒီစင်ဟာနောက်နန်းဆက်ခံမဲ့ဘရင်ရဲ့မိဖုရားကောင်းကြီးဖြစ်တဲ့ရထားချင်းကိုခင်ရတာနဲ့အတူတူပါပဲ။ ဒါပေမဲ့ဆလင်းစုဖီးယားကတော့ဒီလိုအဆောင်ရောင်တွေအိမ်အောင်ပြူရည်တွေထက်စာပေနဲ့တရားဓမ္မအပေါ်မှာသာစိတ်ဝင်စားရသူဖြစ်ပါတယ်။မီဒီယာကောင်ကြီးဆက်ကြားဒေးဝီကိုရိုင်းတင်ကြားပေးလို့လော်ကီယောလော်ကုတ်ဒရာဘာပညာဆွေဆောင်တက်မြောက်ခဲ့တဲ့သူမကိုခမဲတော်မင်းတော်မင်းကလည်းအယံကိုအားရကျေနပ်ပြီးတော့အချစ်ခဲ့ရတာပါ။ဒလုံးနဲ့ဖခင်မင်းတော်မင်းနှိပ်ပါဆန်းချိန်မှာလေဆလင်းစုဖျားဟာတည်ငိမ့်စွာနန်းတော်ထဲမှာပဲစာပေနဲ့စိတ်ဖြည့်ခဲ့ပါရဲ့ အသိပညာနဲ့စင်ကြယ်နိုင်စွမ်းတွေကကြွယ်ဝနေလေတော့စူဖီးယားဟာတီဘောမဲ့နန်းတက်လာတဲ့အခါမှာနန်းတွေအရှုပ်ရှင်းတွေဖြစ်ပေါ်လာတော့မယ်ဆိုတာကြိုတင်သိမြင်လို့နေခဲ့ပါတယ်။တပင်းတိုင်းမင်းသမီးရဲ့အနေထားဟာသူ့အတွက်အန္တရာယ်တစ်ခုဖြစ်လာနိုင်တယ်လို့သဘောပေါက်ခဲ့လို့မီဒီယာချင်းကွဲလွန်ပြီးရနောက်မှာချက်ချင်းဆိုသလိုပဲနန်းတော်ကနေရှောင်ထွက်ခဲ့တာပါ။သူရဲ့အပြူရော်ရီကိုလည်းနန်းတွင်အရှုပ်ရှင်းတွင်နဲ့ကင်းဝေးရလျောင်းလို့တဘာတဲ့ခေါ်ဆောင်သွားခဲ့ပါရယ် အရင်နောက်ပိုင်းမှာတော့နန်းတွင်းလူသက်ပွဲကြီးဖြစ်သလိုတီပေါ်မဲပါတော်မူတဲ့ထေချင်းတွေကဆိုပါခဲ့တာပါ။ဒါပေမဲ့လည်းဆလင်းစုဖျားကတော့နန်းတွင်းအာနာရီအရှုပ်ရှင်းတွေနဲ့ဝေးရမှာဘဝကိုအေးချမ်းစွာနဲ့ဖြတ်သန်းခဲ့ပါတယ်။သူ့ဘဝရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်ကတော့နန်းတွင်းစည်းစိမ်ကိုဆုံးပြီးတီလာရှင်ဝေးခဲ့တာပါပဲ။အချိန်၁၄လသာတီလာရှင်ဝေးခဲ့ရပေမဲ့အေးချမ်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့ကျမရဲ့ခြုံရဲမှုတွေကြောင့်အသက်33နှစ်မှာကံတော်ကုန်ခဲ့ပြီးရုပ်အလောင်းကိုတော့သူကိုယ်တိုင်လှူခဲ့တဲ့မဟာဇောတိကရာမကျောင်းတိုက်ထဲမှာမထင်မရှားမြုံနှံခဲ့တယ်လို့ဆိုပါရယ်။ပရိသတ်ကြီးတို့ရောဒလိုပညာနဲ့တရားဓမ္မတွေကိုတန်ဖိုးထားပြီးဘဝကိုအေးချမ်းစွာအဆုံးသတ်သွားခဲ့တဲ့ဆလင်းစုဖျားကျောင်းကိုကြားသိရတဲ့အခါမှာစိတ်ထဲမှာဘလို့အတွေးတွေပေါ်ပေါက်တလဲဆိုတာကောမန့်လေးမှာပြောပြပေးခဲ့ကြပါအောင်ရှင်။အသေးသေးသောအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။အမြဲတမ်း Shrivel Channel ကိုချစ်ခင်အားပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။